်ဘယ်လစ်ကစားသမားအနေနဲ့ပဝါ၃ငွေရပြီးကာလိုဖူရီက၃ငွေမရတဲ့အဓိကနောက်ကွယ်ရာအကြောင်းရင်းအာဆင်နယ်အသင်းနေနယူကာဆယ်ကို2-1နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာကစားသမားရီကာဒိုကာလာဖီယိုရီကိုဘောလုံးပြတ်သွင်းဖို့အတွက်လက်တော့ဘွားအသုံးမပြုခံခဲ့တဲ့ဒိုင်လူကြီးဂစ်လက်ရဲ့ဆုံးဖြတ်ချက်ကိုအခုကရှင်းလင်းချက်ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီပြေစံကပရီးမီးယားလိဘရိတ်သက်တွေအတွက်စီးမြင့်နေနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ထွေးစီခဲ့ပါတယ်။ဘာလို့လဲဆိုတော့အာဆင်နယ်ကပြီးခဲ့တဲ့အပတ်မန်ချက်စတာစီးနေပွဲစဉ်မှာဆက်ပီးစ်မကန်ခင်ဘောလုံးကိုအချောက်ခံခွင့်ရခဲ့ပူပါတယ်။ ခရစ်စတယ်ဘယ်လီကစားသမား Jeff Fargin လာမကလည်း Liverpool ကိုနောက်ကျအောင်ကိုတွင်းနေပွင့်မှာလက်ပြပေါ်ပေးဖို့အတွက်ဘောလုံးကို15စက္ကန့်အထိအချောက်ခံပြီးမှပြစ်သွင်းခဲ့တာမျိုးတွေရှိခဲ့ဘူးလို့ပဲဖြစ်ပါတယ်။အခုလိုမျိုးကလပ်တင်းနဲ့ပွဲစဉ်လိုက်ကွဲပြားနေတဲ့ဆုံးဖြတ်ချက်တွေကြောင့်လည်းစီးမင်းဘလို့တတ်မှတ်ထားလေဆိုတာကိုသိရှိဖို့အတွက်မေးခွန်းထုတ်စရာတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဘောလုံးစီးမင်းကိုနားလေသူတဦးရဲ့ရှင်းလင်းချက်အရ TV ကင်မရာတွေမဖမ်းမိလိုက်တဲ့အဓိကအချက်ကတော့ Color Fury ကပြည့်သွင်းမှုအတွက် Newcastle ကိုသမားနစ်ပုတ်ရဲ့ဂိုးပေါက်ကနေလက်တော့ဘွားကိုယူဆောင်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလီးဂ်ရဲ့တရားဝင်စီးမြင့်ဆောင်မှာလက်တော့ဘွားအသုံးပြုခြင်းကိုတားမြစ်ထားတဲ့တရားစီးမြင့်မရှိသေးပါဘူး။ဒါကြောင့်အသင်းတွေကဘောလုံးကိုဆုတ်ကန်ရတာအားကောင်းစေဖို့ရည်စုံနေတဲ့ဘောလုံးကိုအချောက်ခံဖို့ပဝါကိုအသုံးပြုလို့ရှိကြပါတယ်။ဒါကြောင့်ကွင်းပပတ်လေမှာလက်တော့ဘွားတွေချထားပြီးမှဆိုရင်ပွဲမဆောက်ရင်နှစ်သင်းစလုံးကသဘောတူညီထားဖို့အတွက်လိုအပ်ပါတယ်။အဲဒါပေမဲ့လက်တော့ဘွားတွေကိုတော့ကွင်းရဲ့အစွန်းတစ်လျှောက်မှာညီတူညီမျှဆိုတာဖြန့်ဝေပေးထားဖို့လိုအပ်ပါတယ်။ဒါပေမဲ့ကွင်းရဲ့နေရာတစ်ခုကနေပြီးတော့တခြားနေရာတစ်ခုကိုရွှေ့ပြောင်းယူဆောင်ပြီးတော့အသုံးပြုခြင်းကိုခွင့်မပြုပါဘူး။ အဒီရှင်းလေးချက်ရာကာလာဖီယိုရီယာပြိုင်ဘက်အသင်းကိုသမားရဲ့ပေါ်ပေါ်ယူဆောင်ပြီးကွင်းလေပြစ်သွင်းရာနေရာမှာအုံပြုတ်ဖို့စူးစမ်းခဲ့တာကြောင့်မလို့ဒိုင်လူကြီးဂစ်လက်ကစီးမြင့်အရာချောင်းဝင်ပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်အာဇင်နီးယားဒီပွဲမှာနစ်ပုတ်ကဗေဒါယောဂရက်ကိုတိုက်မိခဲ့တဲ့ပနတီအငင်းပွားမှုကနေနျူကာဆယ်ကလွန်မြောက်ခဲ့ပြီးဦးဆောင်ကိုရရှိခဲ့ပေမယ့်84မိနစ်မှာမီခဲမာရီနိုနဲ့ဂါရီယေရိုရဲ့ဆက်ပီးစ်ကနေပြီးတော့ခေါင်းတိုက်ကိုနှစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပါပြီ။ဒါဟာနီပြမီခဲအာဒီတာရဲ့ပုံမှန်ရွှေ့ရကြအကွာတိုင်းမြတ်အလုပ်ဖြစ်ခဲ့တာပဲဖြစ်ပါလိမ့်မယ်။ အဒီနိုင်မွေးကြောင့်မလို့အာဆင်တွေကယာဒီဇနိုင်မွေးဆက်မှုကိုရတန်သွားတဲ့လီဗာပူးကိုနှစ်မှတ်သာကွာဟောက်ရပြဖြစ်ပါရီနောက်လာမယ့်ပွဲစဉ်ဖြစ်တဲ့ဝါဆန်ကိုအင်္ဂွေးမှာအနံ့ရရင်အာဆင်တွေကခနာတာဖြစ်စေအမတ်ပေးစရာကိုဥဆောင်ဝင်ရရှိနိုင်တဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားပါတယ်လို့ဆိုနိုင်ပါတယ်